ဒေသနာအဆင့်အုပ်ချုပ်ရေးလုပ်ငန်းစဉ်မှာပါဝင်နေတဲ့ရက်ွက်ကြီးရွာအုပ်စုအမျိုးသမီးအုပ်ချုပ်ရေးမှူးတဦးရဲ့နေစဉ်ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ရန်ကုန်မြို့ရွှေတောင်ကြားရက်ွက်ရဲ့အုပ်ချုပ်ရေးမှူးဒေါ်မြတ်စုခိုင်ဘလို့အလုပ်လုပ်နေတယ်လဲဘလို့စိတ်ခေါ်မှုတွေရှိတယ်လဲဆိုတာကိုလည်းကြည့်ကြရအောင်ပါရှင်။ မအနေနဲ့လည်းဒါအခုမြေမျိုးသမီးရက်ွက်ဥတုမှုတွေတော်တော်ပါဝင်လာခွင့်ရှိပြီဖြစ်တဲ့အတွက်ကိုလက်ဆန်မူနာပြလုတ်ပေးနေတယ်အဲ့ဒါကိုကြည့်ပြီးတော့တို့လေလေငါတို့လည်းလုံနိုင်ပါတယ်ဆိုတော့စစ်ကလေးထည့်ပြီးတော့လုံကြည့်ကြပါလို့ပဲဒုစားကြည့်ပါလို့ဒါတစ်ချိန်မှာတော့နေရဆိုရလာမှာပါပြောချင်တာအမောင်ကိုကူတယ် နားမှာကားတွေပါနေလားဒီကတော့အပားပေါ့နော်အဒီ88တည်းကသူအရင်ရရဝတ္တပေါ့နော်ဥက္ကရအဲ့ခင်မာတွေကမှဘာနောက်ကိုလိုက်လိုက်ပြီးတော့လိုက်လုပ်ကူတယ်ပေါ့နော်ဒါလည်းမှဝါရနာပါပြီလာတာအဘခေါ်ခိုင်းလို့လည်းမဟုတ်ရောက်ကလာကြီးလာလို့ပြီးပါလို့လည်းမပြောဘူးအမမှဝါရနာကိုပါလို့သွားလိုက်လုပ်တယ်နောက်ပိုင်းကျတော့ဒီတောင်ရေကောက်ပွဲတွေဖြစ်လာတယ်ပေါ့မင်းစင်းနဲ့ဖြစ်လာတဲ့ချိန်မှာလည်း မင်းနဲ့ပဲမှာလို့ရက်ွက်ပြီးတော့ရွေးချယ်တာနော်ဒီလိုပြည်သူကနေပြီးတော့လည်းကဲမဲပေးရွေးချယ်လာပြီဒွန်မြစုခိုင်းဒါလေးတော့တာဝန်ပေးလာတယ်ပေါ့နော်ဒါသူတို့ကနေယုံကြည်ကိုးစားပြီးတော့တာဝန်ပေးလာတဲ့အတွက်ကဲမလည်းကဲဒါဆိုရင်တော့သူတို့ပေးရလာတဲ့တာဝန်ပုံမှတည်အောင်လုပ်မယ်ပြည်သူကြိုးတကူမှစေတနာထားပြီးတော့အဲလုပ်မယ်ဆိုပြီးတော့ကဲဒီကြလာတဲ့တာဝန်တော့ငါကြီးပေါင်းလုပ်မယ်ဆိုပြီးတော့ဇကူးနဲ့ပဲလှူဆောင်ပေးခဲ့တာသမတို့ကဒီကကျမ်းမာရေးဖွဲ့တွေနဲ့ဘုံလုံးလက်စစ်ကိုလည်းလုပ်ပါမယ် အမေတို့စင်သေးလေးကိုလည်းပြန်မရခါလေးအလိုလားအမေရှိပေါ့နော်တပြေးတပြေးဟိုပေါ့နိုင်ငံတော်ကသူ့ကိုလည်းကျွန်တော်ပြောတယ်သမီးသမီးအလုံးလုံးပြီဆိုလို့ရှိရင်သမီးကဝါသနာပါတယ်နော်အဲ့တော့ဝါသနာပါတဲ့လျှောက်နောက်မှသမီးစေတနာလေးထည့်ပေးလိုက်လို့ရှိရင်သမီးအလုံးအစအရာရာအစသအရာအစဉ်ပြီမဟုတ်ဆိုတော့အဲ့တော့သူကိုနိုင်ကလည်းဝါသနာပါတယ်စေတနာလည်းပါလာတဲ့အတွက် ခုချိန်ဒီသူလုံနေတာဘာတစ်ခုမှအမှားတော့မရှိသေးဘူး ဒါဥကျုံမှုမဖြစ်ခင်ရပါတော့မှကြက်ချင်းနေတန်းတန်းလေးလည်းရက်ွက်ကလူတယ်ဆိုရင်မှသွားတယ်အဲမိသားတန်းတန်းဟိဆိုလဲကိုကသွားတယ်တမဝိုင်းမှာအတင်းမှာဆိုလဲဒါမှကိုလူပေးပါဒီတမအတင်းလေးမှာလဲလူဥရင်းဖြစ်တယ်ဆိုတော့ဒါမှတမဝိုင်းမှာတင်းမှာလူပေးတယ်လေတော့ဆိုတဲ့အကြောင်းထူမှာတော့လေတော့ဆံမြတ်တန်းတိုင်းဘောပကဖွင့်နေမှာလဲမှထည့်ထားတယ်ဆိုတော့မှဖွဲ့စည်းတော်တော်များများမှာတော့တာဝန်ယူမှုအများကြီးရှိပါတယ်ဒုမဆုခင်က စိတ်ဓာတ်ကြန့်ခိုင်နေအမှန်ကန်ကိုလိုလားတယ်မတမရာမလို့ဘူးဘုရားတို့အမြင်ကတော့မမှန်ကန်ကန်သူရွတ်ဆောင်တယ်ပြီးတော့လည်းပဲဒါနာရေးပတ်သက်လို့ရှိရင်အကျိုးမှန်တဲ့မခုမကတ်ဘူးသူသူ့ရဲ့တောင်းကြေပြောင်းအောင်လုပ်တယ်ဆိုတော့ဘုရားမြင်နေရပါတယ်ဟုတ်ဟောရရရငါတို့ဒီကံကတ်ရရရတာနဲ့ဒါဖာပြီးမယ်ဒါမှောက်ဖာရကျွန်တော်မြန်မာနိုင်ငံမှာတခါလေးခက်တာလေးမျိုးသမီးတယောက်အလုပ်လုပ်ပြီးဆိုရင် ဥမာပေါ်တော့အမျိုးသားတယောက်နဲ့တွေ့တယ်ဆိုရင်သူတို့စိတ်ထဲမှာတမျိုးပေါ်တော့ဒါတွေရလေဟိုကျွန်တော်တို့မဖြစ်တင်လို့မြင်တာပေါ်တော့အမျိုးသမီးနိုင်မျိုးသားခွဲခြားလူတဲ့ဒါလေးအ ਨੇ နဲ့အများတော့ရှိနေသေးတယ်ရှိနေတဲ့အမျိုးသားတွေလောက်အမျိုးသမီးတွေဒီမစွမ်းဆောင်နိုင်သေးဘူးလို့မြင်နေကြတာပေါ့နော်ဒါကလည်းကျွန်တော်မြင်တော့နိုင်ငံတကာအမြင်တွေဟိုမှာအခုတခြားတိုင်းပြည်တွေရဲ့ဟွာတွေကိုသူတို့ထိတွေ့မှုအားနေတာပေါ့အေးဟိုရောက်ပြန်လဲစစ်စာပြေးရငဘောလို့ဆိုတာ153ဟုတ်ပါ155ဒီတက်ကြီးကိုပြောတာ

အမျိုးသမီးဝတ်နဲ့မသွားပြတာများတယ်ပေါ့နော်ညိုင်းညတာမှာကိုကလည်းဒီကိုသွားတဲ့ဖွဲ့တွေကစိန်မှုတွေပါမယ်ညိုင်းမှုတွေပါမယ်ရဲတွေအဲ့လိုပေါ့နော်မျိုးသားတော်တော်များများပါတယ်ကွယ်ငါကတော့ဝတ်စုံပြောင်းပြီးတော့ပဲကိုကိုမျိုးသားတယောက်ဝတ်စုံလေးပြောင်းပြီးတော့အမျိုးသမီးနဲ့အမြင်မားနေမှလည်းဖြစ်စင်တယ် ေးဇူးပါကျွန်တော်တို့ကတော့အမျိုးသားအမျိုးသမီးကိုမခွဲခြားစီလို့ဘူးအမျိုးသားတွေဒီအမျိုးသမီးတွေကိုထိုက်တဲ့နဲ့ဗန်မှုမှုပေးလို့ရှိရင်ပို့ပြီးတော့အောင်မြင်လာမယ်ဘောသူတို့ရဲ့အတွေးခေါ်ရတယ်ဟိုပိုစည်းစက်တည်ကြတယ်ဘောတော့မြန်မာနိုင်ငံမှာတော့ရှိတယ်ဟာကျမတုံလုံးမိုးမလင်းဘူးပေါ့ဒါပေမဲ့ဘလို့ပဲတွေ့တွေ့ပခက်လွဲသောလက်တွေဒီအမှသူတို့မွေးဖွားပြီးလဲတာသမီးဒီနိုင်ငံအုပ်ချုပ်တဲ့လူဖြစ်လာဘူးဆိုအဓိကတာဝန်ရှိဆုံးကအမျိုးသမီးဒီမှာဖြစ်နေတာပေါ့ ေးရွာအုပ်ချုပ်မှုလုပ်ချင်တဲ့အမျိုးသမီးတွေကိုပေါ့နော်အမအနေနဲ့ပြောချင်တာတော့ကိုကိုကိုအရေးချင်းရှိအောင်ကြိုးစားပါဟလာပြည်သူလူထုပေါ်မှာတကယ်စေတနာထားပါအဲနောက်ပြီးတော့လည်းနိုင်ငံရေးကိုလည်းစိတ်ဝင်စားပါဟလာလူမှုရေးလုပ်ချင်လို့ရှိရင်နိုင်ငံရေးရှိမှလူမှုရေးလုပ်လို့ရမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီကိုကိုကိုလည်းဟိုရဲရဲဝုန်းဝုန်းနဲ့ပေါ့ယောက်ျားနေနဲ့ရေမောင်တန်းပြီးငါတို့ဒီတာဝန်တွေယူနိုင်နေဟိုအဲ့အဲ့လိုမျိုးပဲစိတ်ဓာတ်ကိုတွေးပြီးတော့ပေါ့နော်ရဲရဲဝုန်းဝုန်းနဲ့တာလှုပ်ပါဖြစ်ပါတယ်ပေါ့နော်အမကတော့ကြိုးစားပါတယ်လှုပ်ပါလို့လည်းတိုက်တွန်းပါတယ် တကယ်တမ်းတော့နိုင်ငံတော်အပေါ်မှာပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နိုင်ငံတော်နဲ့ကိုယ့်ရဲ့ရွာအပေါ်မှာပေါ့နော်စိတ်စေတနာတတ်တတ်နေတာလုပ်မယ်ဆိုလို့ရှိရင်တော့နိုင်ငံတော်အတွက်ကောင်းပါတယ်ဒါဒီအားလုံးပါပေါ့နော်နောက်ပြီးတော့ဘယ်လိုပေါ့နော်ဟိုကြားမခွဲခြားတဲ့စနစ်ဆိုတော့လည်းဒါတိတ်မရှိတော့ဘူးလေဒီမှာလေမရှိတော့ဘူးဆိုတော့ကြတော့ဟိုတကယ်တမ်းကြားမတန်းလူတာပါလာမယ်ဆိုလို့ရှိရင်နိုင်ငံတော်ရဲ့ပုံကြီးကလေးအမြဲတမ်းလှပသွားမှာပါသူရေမူကောင်တယောက်ဆိုတာကိုယ့်ရဲ့ရွာကိုယ့်လူတို့ကိုယ့်တိုင်းဝိုင်းထဲရလူတွေကဘလို့နေထိုင်လဲဘလို့စားတောက်နေလဲဘလို့တွေလုပ်နေရလဲ ဘလောက်ထိအနစ်နာခံနေရလဲဆိုတာကိုကိုယ်တိုင်ဆင်းပြီးတော့ကြည့်စေချင်တယ်။ထိုင်တဲ့အခုံပေါ်မှာထိုင်ပြီးတော့ညီတို့တွားကြည့်လာခဲ့ငါ့ကိုတင်ပြဆိုတာမျိုးကျမမဖြစ်စေချင်ဘူး။ကျမလိုချင်တာကတော့တိတိကျကျပေါ့ကိုမျက်စိနဲ့မြင်တာထက်ကတော့ဘာမှတိကျပြောလို့မရဘူးလေ။အဲ့တော့ကျမတေးသေးချာချာဆင်းပြီးတော့ကွင်းဆင်းပြီးလစ်လာစေချင်တယ်။တေးသေးချာချာလိုက်ပြီးတော့ကြည့်တင်တယ်လို့ကျမအဲ့လိုလူမျိုးအုတ်ချွေမှုအကောင်းလို့ကျမသတ်မှတ်ပါတယ်ရှင်။ မကာရီချာအိမ်မအမအထဆန်ဒီအိမ်မအမကွမ်ခဲလျံမောမီဇုံထလော့ဒီမကာဟင်ဂျာဝကောက်ဂျောက်ဂျောက်ဇုံဟီသေးစကင်မီးဘူကြောင်ထဲမှာမီးဘူကြောင်လို့လို့ရင်ကျက်သွန်ခွားဟင်းချက်ပါချက်နဲ့ပဲအချိန်မကုန်ပဲနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ရက်ွက်အကျိုးဟာလားရက်ွက်ပြည်သူတွေရဲ့အကျိုးမျိုးနွယ်ရဲ့အကျိုးပြီးတော့ဒီနိုင်ငံတော်အထိပေါ့နော်အစင်းစင်ပါဝင်ပြီးတော့မျိုးသမီးတွေပါဝင်လာမယ်ဆိုရင်တော့ဒါအားလုံးအတွက်နိုင်ငံအတွက်လည်းအကျိုးရှိမယ်ဟာလားကိုယ့်ရဲ့ မျိုးနယ်ကိုရဲ့ရက်ရွာအတွက်လည်းအကျိုးရှိမယ်လို့အမကပြောနေပါတယ်အမျိုးသမီးတွေလည်းပါဝင်လာနိုင်ပါစေလို့အမဆုတောင်းပေးပါတယ်